နာမည်ခေါ်တာတော့နှိမ်ပြီးခေါ်တာလေးရှိရသေးတာအဲ့ကျရင်ကပြေးပြီးတော့လောက်ကလေးချီပြီးနှုတ်ဆက်ပလိုက်တာအဲ့လိုမျိုးလေးအဲ့ကျရင်ဟာဟောင်းသားဖြစ်သွားတာသိလားကိုလေးစားအားကျတဲ့စီနီယာကြီးရဲ့နှိမ်ချိုးဆက်ဆံမှုကိုလည်းခံရတာမျိုးကြီးလည်းရှိရဘူးသူများကိုပုတ်ခတ်ရေးရတာမျိုးမှကြိုက်လည်းမကြိုက်ဘူးအမကိုပုတ်ခတ်ပြီးရေးတဲ့အခါမျိုးမှလည်း စိတ်ဝင်စားအောင်သူဆောင်ရင်ကိုဆောင်ရင်နဲ့ရှိတင်ကြတော့မှဟီဟီဟီလည်းပြန်မလုပ်ချင်အောင်အဲ့ကြောင့်မှဘယ်သူမှမရည်ဘူးသူတော်ကောင်းမှကြီးလည်းမဟုတ်နေဘူးเนาะအမလည်းသူတော်ကောင်းမှကြီးမဟုတ်ဘူးရိုသားဖြူစင်အေးစင်နေတဲ့ကောင်မှလည်းမဟုတ်ဘူးမခေါ်တဲ့လူလည်းမခေါ်ဘူးဆိုအမ အေးအေးဆေးဆေးပဲနေလိုက်တယ်ထူးထွေပြီးမုန်းမနေဘူးမကြိုက်ရင် မကြိုက်လိုပဲနေမယ်ဟန်ဆောင်ပြီးတော့ဟီဟီဟာဟာဟီဟာလည်းမလုပ်ချင်ဘူးမိတ်ကအတိုင်းမှာခင်လာမင်လာပြီးတော့သူလည်းဘာမှမဟုတ်ကိုလည်းဘာမှမဟုတ်ဖ ೇನೆ ကိုအဲ့လိုဖောက်ထွက်လာတဲ့အခါမျိုးကြလို့ရှိရင်မခုံမပြောနိုင်တဲ့လူတွေရှိတယ်ရှေ့ကလူတော်ရတက်တဲ့လူတွေကနောက်လူတက်လာမှအရင်ကြောက်ကြအမျိုးရှိတယ်ဘွားဘွားမှာလောင်တာဆိုလည်းမရှိခဲ့ဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးမရှိခြင်းလို့လဲ စာရင်းအများကြီးဖတ်ခဲ့တာစာရင်းအများကြီးတော့ဖတ်ခဲ့ရမှာမဟုတ်ဖတ်ခဲ့စာရင်းအကုန်လုံးခဏခဏမှတ်ခဲ့တာမှတ်ခဲ့ပြီးတော့နောင်တမရအောင်ငါဘာလို့လုပ်မလဲဆိုတဲ့ဥစ္စာမျိုးမှကြိုးစားတယ်ပြီးလို့ရှိလို့ရှိရင်အာအများနဲ့အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်တုံသက်တယ်အဲ့ဒါတွေကကောင်းကောင်း train လာတဲ့အလျောက်မှာမဖြစ်လာလဲဆိုတော့ အလေးအချင်းဖြစ်ပြီးအလေးထဖြစ်လာပါတော့အလေးအချင်းလောက်ယူလာတဲ့အချိန်မှာအလေးထဖြစ်ပြီးတော့မတော်လုပ်ငန်းခွင်ထဲမှာစုံဖြတ်ချက်တွေကောင်းမွန်တဲ့စုံဖြတ်ချက်တွေပြတ်သားလို့လေကောင်းမွန်တဲ့အလုပ်တွေလုပ်နိုင်လို့လေမတော်ဒီနေရာကိုရောက်ခဲ့တာပေါ့နော်ဒီနေ့အချိန်အထိလည်းရှိနေကြပေါ့ဟိုတလောကမီနီခင်ဆိုပြောတဲ့စကားလေးပေါ့မမတမီးမပေါ်ခင်နေရာမမရှိနေခဲ့တာနော်အောင်မြင်ခဲ့တာတမီးတို့အခုဒီလောက်တက်တန်ဖြစ်လာတော့လေမမမကြသွားသေးဘူးနော်ဒီနေပယ်မှာကောင်းမွန်တဲ့ရလဒ်နဲ့ရှိနေကြ မမလည်း strategy ကောင်းတာပဲဆိုရဲဟောက်စာပေါ့နော်အဲ့လို strategy ကောင်းမှုဆိုတာကလည်းအမတို့ကဟိုစိတ်ထက်ကောလူရောအစအဆုံးပြုစုပြောထောင်နေကြရတာပေါ့နော်အဲ့ဒါကလည်းဘယ်သူမှလုပ်ပေးရမဟုတ်ကိုကိုကိုပဲလုပ်ပေးရတာအဲ့ဒါကြောင့်မလို့ senior junior ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်း သူများကကိုယ်စေတနာရှိလို့ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်းဆိုတာလေကိုယ်နဲ့အများကြီးဆိုင်ပါတယ်လို့မှပြောချင်ပါတယ်။တချို့ကကြတော့အဲ့လိုမျိုးအားနေဟိုနေဖြစ်တဲ့လူကလည်းတသက်ရှိရပါဘောအဲ့လိုနှိမ်ခြင်းချိုးခြင်းနဲ့ဝါသနာပါတဲ့လူကတသက်ရှိရပဲ။ပညာပေးခြင်းနဲ့လူကတသက်ရှိရပဲ။အမဆိုတာကြတော့လေအမဆိုဟိုကိုကကောင်းပါလို့ပြောတာမဟုတ်တော့အမကစတင်ရဝါသနာပါတော့လေ။အားနေဆွဲဆွဲတင်တာဆွဲဆွဲတင်တာကလေးတွေကစိတ်ဝင်စားအောင်တချို့ရရဲဆိုလို့ရှိရင်အဲ့တချို့ရေဆိုလောက်တဲ့၃လေးနှစ်သားရှိတာလေ။ အခုချိန်ထိဟိုအမတင်တန်းပေါင်းများစွာပြလာဥမာဟိုတယောက်ဆိုရင်မသိဘူးအခုချိန်နေအမျိုးဆိုတာကြတော့အတင်းဆွဲခေါ်လို့မရအောင်သူတို့စိတ်ဝင်စားမှလည်းရတယ်ဆိုတော့အဲ့တော့ချိုးနှိမ်ခြင်းမထူးချိုးနှိမ်ခြင်းအဲသူတို့ဆိုစိတ်လည်းမစိုးတတ်ဘူးဒါပေမဲ့သူတို့အရင်မကြိုးစားဘူးကိုယ်နဲ့လိုင်ရောညီထွေးလေးပဲထိုက်လျောက်သွားအဲ့ဒါတွေကဘာကြောင့်လဲဆိုတော့လူတယောက်ချင်းစီရဲ့စိတ်နဲ့ပဲဆိုင်နေအမားကဇွတ်တင်ပြီးလို့လည်းမရသူဇွတ်ဆွဲခေါ်လို့လည်းမရအောင်အဲ့ဒါကိုလည်းပြောပြချင်တယ် အာအခုကမရဲ့ဒီ video file ကို share ကြတယ် makeup ဆရာရှိတယ်။ထင်လို့နော် makeup ဆရာလည်းမကအောင်ဆရာဝန်တွေလည်းရှိရပဲ engineer တွေလည်းရှိရပဲအာဥပမာပြင်ချော့ချာ agency လို့တဲ့လူတွေလည်းရှိရပဲမမတွေ့ရသလောက်လေ designer အငယ်တွေလည်းရှိရပဲအဲ့ဒီတွေ့ရမှာ ိုပေါ့နော်မမတို့ကကြတော့ social media မှာတက်ပြောလို့ရလို့တကယ်တမ်းမမတို့ကတော်တဲ့တက်တဲ့ပြောတတ်တဲ့လူတွေရှိရဒါပေမဲ့သူတို့က social media attention မရလို့ဒါပြောခွင့်မရှိရပါနော်အဲ့တော့ ਨੇ ပယ်တိုင်း ਨੇ ပယ်အတီးတီးမှာပညာတက်တဲ့ ਨੇ ပယ်မှာရောပညာမတက်တဲ့ ਨੇ ပယ်မှာရောအကုန်လုံးဒီလိုမျိုးကတော့ရှိကြတာပဲနော်အဲ့လိုမျိုးဟို တကယ်မလားလို့အနှိမ်ချဆက်ဆံခံရတာရော မျိုးစုံတော့ရှိကြတာပဲအဲ့ဒါကကိုကနာကြီးနေလုံနဲ့တော့မရဘူးစူးစားမှတော့ရတယ်အဲ့ဒါကြောင့်မို့အဓိကတော့စူးစားပေါ့နော်အဲ့တော့သူတို့ပြောခွင့်မရတဲ့စကားတွေကိုအမကပြောလိုက်လို့သဘောကျရဲယေရှုတင်တယ်လို့ပြောတဲ့လူလည်းရှိတယ်လို့အာကောင်မအားနေဆရာလုံနေရပဲလို့ပြောတဲ့လူတွေလည်းရှိရပါပဲအဲ့ဒါကိုလည်းမမမုံလို့လည်းမရဘူးလေအဲ့တော့ လူတိုင်းမှာကိုယ်ကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်အဲဒီလိုပါအဲ့တော့အဖွဲ့စည်းတိုင်းမှာတော့ရှိကြတာပဲเนาะမမတို့မိတ်ကပ်မှာမဟုတ်တာအစုံတနေပဲအစုံမှာရှိကြတာပဲဒီလိုဟို ရှေ့ကလူတော်ရတက်တဲ့လူတွေကနောက်လူတက်လာမှအရန်ကြောက်ကြတာမျိုးရှိတယ်။အဲ့ဒါတယောက်နဲ့တယောက်ခံယူချက်မတူတာလည်းစိုင်းလိမ့်မယ်။မမဟိုအတွေ့အကြုံရပါတော့မမရှိမှတင်လာတဲ့တဲ့အာဆရာမတယောက်ရှိတယ်။သူ့ကိုမဆရာမမမသိဘူး။အဲ့လိုတော်တဲ့အဲ့လိုပေါ့နော်အဲ့လိုကြောင်းဖွင့်ထားတဲ့ဆရာမမမသိဘူး။နောက်မှ तू က तू ကမပြောဘူး။နောက်မှ तू က तू ဟာဒီလိုတင်နန်းကြောင်းနေကိုကြောင်းသားတွေမွေးထုတ်ပေးတဲ့ဆရာမတယောက်ပါလို့ तू ဟာပြောတဲ့ချိန်မှာ အမကလေအဲ့အချိန်မှာဟာဒီကောင်မကတော့ငါပညာရည်လာခိုးနေရပဲငါ course တွေလာခိုးနေရပဲအမကမတွေ့ဘူးဟာဒီလိုဆရာမတယောက်ငါ့ကျောင်းမှာ လာ join တာငါ့အတွက်ဂုဏ်ယူစရာပဲဟာတမီးရယ်ဒီလိုလားအော်ဒီလိုသူရဲ့ profile တက်ချီအော်ဒီလိုပညာရည်တက်တာဒါဆိုဒီချက်မတက်ဘူးဒါဆိုဒီဟာတွေကတမီးကအရန်တော်တာပဲအာဟာလာအော်လာ join နေချီစုနော်ဒါကကိုကပြောရတယ်ဘာလို့ဆို သူဟာပညာရှင်တယောက်ဖြစ်တယ်ကိုယ် respect ပေးရတယ်နော်အဲ့လိုပဲပြောခဲ့ဖြစ်တယ်ပြီးတော့သူတင်ခိုင်းတဲ့ဥစ္စာသူများကြီးတင်ခိုင်းတဲ့ဟာအကုန်လုံးအမတက်တလောက်မှတ်တလောက်အကုန်တင်တာအမဟာလေတင်လဲတင်အောင်တော့ဘာပြောလဲဆိုတော့ပြီးတော့အမရဲ့ပွဲတွေတို့သူတို့လည်းလိုက်ကြည့်ရဟင်းနဲ့သူတို့သမီးကိုလိမ့်တာလည်းတန်းမ်းမှာတန်းနေဟိုင်းနေအကုန်အထူးထူးပဲနော်အဲ့ဇထုံးတွေရောမိတ်ကပ်တွေရောအေးအထူးထူးပဲလေဘာဖြစ်လို့ပညာမရှိတာလဲတဲ့သူကမေးရနော်မေးရခါကျ ဟဲ့ရှူစရာမှမလိုတာလို့ငါဒီနှစ်ကဒါလင်းနေဆိုရင်နောက်နှစ်ကနောက်တစ်မျိုးလင်းချင်တိမ်ပါလို့ငါအမြန်စူးစမ်းနေရလို့လို့အဲ့အတွက်ကြောင့်ငါကဘဒုအမပညာရှူစရာလည်းမရှိတယ်လို့ငါဖွက်စရာလည်းမရှိဘူးလို့နင်တို့တက်တာတဲ့အရာတခုရှိရင်အဲ့ဒါဘာလဲတည်တာနင်တို့ငါဘလို့မှရှင်လို့မရတာအဲ့ဒါငါ experience ငါ experience နဲ့ငါလျှောက်လာတဲ့လမ်းကတမိတို့ကြီးမိဘူးမမိနိုင်ဘူးလို့ ောက်ဆိုငါစ조사နေတဲ့လူတယောက်ဖြစ်တဲ့အတွက်ငါဘယ်သူမှမကြောက်ဘူးလို့အားလုံးပညာရထည့်ပေးလိုက်လို့ရတယ်အ ਨੇ ဆုံးတော့နင်တို့တွေကတူတူရအောင်မြင်သွားပြီဟေ့ဆိုရင်ဘယ်လိုပဲပြောပြောနင်တို့ကငါသက်ပဲလို့ငါဂုံယူရမှာအားလုံးနင်တို့နံပါတ်1ဖြစ်ရင်ငါပူရောင်ဂုံယူရမှာဒါမတ်ထက်တပည့်ဆိုပြီးတော့အဲ့လိုစိတ်ပဲမွေးတယ်အဲ့ဒါလည်းအမထင်တာစာဖတ်ခြင်းအကျိုးရယ်ဟိုအဲ့စိတ်နေစိတ်ထားကောင်းကောင်းထားရမယ်ဆိုတဲ့ဥစ္စာမျိုးလေးတွေထားတတ်သွားပါတော့ အဲ့ကြတော့မမပူလောင်လာပြီပါတိတ်ပြီးတော့မရှိဘူးကိုယ်တပည့်တော်သွားတယ်ကိုယ်ထက်ဈေးများများရတယ်အောင်မြင်လဲဆိုမပြောင်းသွားတာလေအဲ့လိုမျိုးလေဟာငါတပည့်ကတော့အောင်မြင်သွားတော့ငါထက်တောင်ဒီလိုတွေဖြစ်နေရဆိုပြီးမမဝမ်းမသာစရာမရှိဘူးဥပမာဒါဟိုအားလုံးတိကျအောင်ဆိုတော့ Jessica Hanso ဒါမရဲ့တပည့်အရင်ခောက်ခောက်မအောင်မြင်ခင်တည်းကလေဟာကမနင်းအောင်မြင်ပါနင်းထိတ်တန်းဖြစ်ပါအဝိစားတော့တပည့်ရဲ့ဝက် လူတွေကိုဆက်ဆံတာကောင်းကောင်းမွန်ဆက်ဆံနေဟာငါတဲ့ပေါင်းသေးဆက်ဆံရင်ကောင်းတယ်အဲ့အတွက်ကြောင့်နင်းထိတ်တန်းဖြစ်မှာတော့လို့အမပြောခဲ့ပြီးသားဒါတွေမစုခဲ့ဘူးလည်းမဟုတ်ဘူးမစဲခဲ့ဘူးလည်းမဟုတ်ဘူးသူတို့ငယ်တုန်းရွယ်တုန်းမှာစုခဲ့စဲခဲ့တာလည်းရှိရပါပဲကောင်းတဲ့ပိုင်းလည်းရှိရင်မကောင်းတဲ့ပိုင်းလည်းရှိတယ်မမတွင်တင်ဆုံးမလို့သူတို့နေတတ်ထိုင်တတ်ထပ်သွားပြီးတော့ဒီနေ့ဒီအချိန်မှာအောင်မြင်တာမမတို့ကဂုဏ်ယူစရာလေအဲ့တော့မမတို့ဂုဏ်ယူစရာလို့ပဲထိုင်တယ်မမတို့ဟိုခေတ်ကဆိုလဲမမတို့မဂ္ဂဇင်းနေခဲ့ပေါ့နော်အာ အကိုကိုသူမအားလို့ကိုမြန်နှဖုံးလင်းကွင်းရသွားတဲ့အခါမျိုးဆိုလို့ရှိရင် ကိုမခေါ်နိုင်မပြောနိုင်နေဖြစ်သွားပြီးမခေါ်တော့တာရှိတယ်ခင်လာမင်လာပြီးမိကအတိုင်းမှာခင်လာမင်လာပြီးတော့သူလည်းဘာမှမဟုတ်ကိုလည်းဘာမှမဟုတ်ဖ ೇನೆ ကိုအဲ့လိုဖောက်ထွက်လာတဲ့အခါမျိုးကြာလို့ရှိရင် မခုံမပြောနိုင်တဲ့လူတွေရှိတယ်။အဲ့ဟာကြီးကိုလည်းကိုကလိုက်ပြီးစိတ်ဆိုးလို့မရဘူး။လူဆိုတာအနေထားတစ်ခုရောက်လာလို့ရှင်ဆက်ဆံခံရတာချင်းပုံစံนี่မတူဘူး။တခါကျရင်သူတို့အားငယ်သွားတဲ့ဓာတ်တာမျိုးရှိတယ်။အဲ့ပုံမှာကိုကနားလဲပြေးလိုက်တာပေါ့နော်။အဲ့တော့စိတ်ဆိုးတက်လာအမတောင်းတောင်းဘယ်တော့မှစတိတက်တီတက်ရေးလေးမရှိဘူးလေ။ဒါဟိုးခစ်ထဲကအမစိတ်အမစိတ်ညင်စိတ်ညစ်တယ်ဆိုတဲ့အကြောင်းပဲ။သူများကိုပုတ်ခတ်ရေးရတာမျိုးအမကြိုက်လည်းမကြိုက်ဘူး။အမကိုပုတ်ခတ်ပြီးရေးတဲ့အခါမျိုးမှာလဲစိတ်ဝင်စားအောင် မခေါ်တဲ့လူလည်းမခေါ်ဘူးဆိုအမအေးအေးဆေးဆေးပဲနေလိုက်တယ်ထူးထွေပြီးမုန်းမနေဘူးဘာလို့ဆိုတော့ဒီလောကချင်းချင်းလေးတနည်းပြန်တွေ့ရတာလေအဲ့တော့သူ့ဆောင်ရင်ကို့ဆောင်ရင်နဲ့ရှိတင်ကြတော့မှဟီဟီဟီလည်းပြန်မလုပ်ချင်အောင်အဲ့တော့ကြောင့်မှဘယ်သူမှမရည်ဘူးသူတော်ကောင်းမကြီးလည်းမဟုတ်နေဘူးเนาะအမလည်းသူတော်ကောင်းမကြီးမဟုတ်ဘူးရိုသားဖြူစင်အေးဆေးနေတဲ့ကောင်မှလည်းမဟုတ်ဘူးပုံမှန်ပဲပုံမှန်လူတွေကလူပါပဲအေးပေါ့နင်းမို့လို့ကျင်တာဆိုယူတကယ်အောင်မြင်တဲ့ခါကျတော့စကားကြီးပြန်ပြောကြတာပဲเนาะအဲ့လိုပြောတဲ့ခါကျတော့လည်း 哎，小孩儿，你干 ခုတော့ငါ့ကိုပြောရတယ်လို့မတွေးပါဘူး။အော်တော်သေးတာပေါ့အဲကြတော့လည်းပြောလိုက်ရပေါ့ဟဲ့အဲဆိုတော့ဟဲ့အခုတော့လည်းပြန်ခေါ်ကြရပြီဆိုတော့လည်းကောင်းကောင်းမွန်မွန်ပြန်ပြောကြအာပေါ့အဲ့လိုမျိုးဆိုတော့လည်းဝမ်းသာစရာပေါ့လေအဲ့လိုပဲတွေးလိုက်တယ်။음အခုတော့ငါ့ကိုလာခေါ်အဲ့လိုလည်းမတွေးပါဘူး။ဒါပေမဲ့ကိုကတော့ကြုံကြုံပြောပြနော်။အဲ့တုန်းကတော့ငါ့မခေါ်အောင်နော်။အဲ့တုန်းကပြစ်ထားနော်။ဆက်ဆက်မခွိတယ်အဲ့လိုမျိုးတော့ခွိတယ်။ဘယ်တော့ကလေငါအဲ့ဒါလိမ့်လိုက်လို့လေငါ့ကိုမခေါ်တော့ဘူးလေဆိုအဲ့လိုမျိုးတော့ပြောတာမျိုးရှိရပါတော့။အဲ့လိုတကယ်ကိုလေးစား ာအားကြတဲ့စီနီယာကြီးရဲ့နှိမ်ချိုးဆက်ဆံမှုကိုလည်းခံရတာမျိုးတွေလည်းရှိရအောင်အဲ့ချိန်ကျတော့လဲလေတခါကျရင်အဲ့လိုနာမည်ခေါ်တာတော့နှိမ်ပြီးခေါ်တာလေးရှိရသေးလားအဲ့ကျရင်ကပြေးပြီးတော့လောက်ကလေးချီပြီးနှုတ်ဆက်ပလိုက်တာအဲ့လိုမျိုးလေအဲ့ကျရင်ဟာဟောင်းသားဖြစ်သွားသေးလားအဲ့မမရဲ့မလီယာမမနီယာတော်ရနှိမ်ခေါ်ချလိုက်တာအဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေကိုနှိမ်ပြီးတော့အဲ့လိုနာမည်ကိုခေါ်ချလိုက်တာပေါ့နော်အဲ့လိုနှိမ်ပြီးတော့အတန်ဩစာပြည့်ပြည့်နဲ့ခေါ်ချတာ ကိုလည်းဘယ်ရမလဲနှိမ်ပြီးခေါ်ရချက်မှာပြေးပြီးတော့ဟာမတွေ့တာကြာပြီဟောဆိုပြီးတော့လှုပ်ရှားလိုက်တော့အဲ့တော့လေသူလည်းအဲ့ချိန်မှာရုတ်တရက်အာဆိုပြီးဖြစ်သွားပါတော့အဖြစ်သွားရခါကြတခုချို့ဟာလေးကကိုပါနဲ့ဖို့ရယ်စိတ်ထားတတ်ဖို့ရယ်စိတ်ထားတတ်လို့ရှင်မပူလောင်ဘောเนาะအဲ့ဒါလေးပြောချင်တတ်နိုင်ကြများတော့အပြုံးနဲ့ပဲတုံပြန်နာပေါ့ခါကြရင်လည်းအပြုံးနဲ့မတုံပြန်ချင်တဲ့ခါကြရင်နှုတ်ဆက်ပြီးပါဇက်ပိတ်ပြီးတော့ပဲရှောင်ထွက်လာလိုက်တာများပါတယ် ဟိုဟိုအဲ့လိုအရှောင်ထွက်အရှောင်ထွက်လွန်လို့တော့အမဟောဟိုသူတို့ကပြောရပါတော့ကွင်းပြင်ရောက်နေပြီတဲ့အရှောင်လွန်လို့လဲဆိုတော့တကယ်လဲအရှောင်လွန်ခဲ့တာအဲ့ဒါလေးမားတယ်ဆိုတော့ခုမှသိတာသိလားဟိုကိုကဟိုစွာသာစွာတာမလူကြောက်တယ်လူကြောက်တယ်လူကြောက်တယ်ဆိုတော့အဲ့လိုရင်အဲ့လိုမဖြစ်ချင်လို့စွာတာအရန်စွာအဲ့လိုမဖြစ်ချင်လို့မအဲ့လို ဘေးထွက်နေရမျိုးပေါ့နော်အဲတော့ဆိုတော့မမကကြတော့အစင်အစင်ကကြရင်မကြိုက်ရင်မကြိုက်လို့ပဲနေမယ်ဟန်ဆောင်ပြီးတော့ဟီဟီဟာဟာဟီဟာလည်းမလုပ်ချင်ဘူးအဲ့အတွက်ကြောင့်မကြိုက်ဘူးဆိုလို့ရှိရင်လည်းပုံမှန်လေးပဲပြောတယ်အဲကိုမကြိုက်ရင်နည်းနည်းလေးခက်လန်လန်ပဲနေလိုက်တော့တာပေါ့